စစ်ကောင်စီကယာယီပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲမယ်လို့ကြေညာထားပေမဲ့ကရင်မျိုးသားစီယုံ KNU ဖောက်ပွန်ခရိုင်ထိန်းချုပ်နယ်မြေမှာလေရင်နဲ့ဘုံကျဲခံရတာကြောင့်လာသားရွယ်ကလေးတူအပါဝင်ကလေးငယ်2ဦးသေဆုံးခဲ့တယ်လို့ KNU တပ်မကပြောခွင့်ရဗိုလ်မှူးကြီးစောကလေတို့ကတလင်ထမ်းမှုပြောပါရတယ်။ မလင်တန်ကြောင့်ထိခိုက်ခံစားနေရတဲ့ပြည်သူလူထုတွေကိုစာနာထောက်ထားမှုအပါအဝင်ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့ဆောင်ရွက်စေနိုင်မှုအတွက်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ရကြောင်းစစ်ကောင်စီကကြေညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထုတ်ပြန်ထားပေမဲ့ဧပြီလ2ရက်နေ့က KNU ဖောက်ပွန်ခရိုင်တပ်မ9နယ်မြေလေးဖိုးထအုပ်စုနေကာကျေးရွာထဲကို လေရင်နဲ့ဘုံတွေလာရောက်ကျဲချတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။ဘုံကျဲမှုကြောင့်၃လသားအရွယ်ကလေးတူ၊ဆန်းနှစ်နှစ်အရွယ်ကလေးတူ၊စုစုပေါင်းကလေး၂ဦးတေဆုံးခဲ့ပြီးအသက်၁၀နှစ်အရွယ်ကလေးတူအပါအဝင် အသက်၅၀အရွယ်အမျိုးသား၁ဦးနဲ့အမျိုးသမီး၁ဦးစုစုပေါင်း၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲတွေမရှိဘဲဒီဘုံကျဲတိုက်ခိုက်မှုဟာအရသာပြည်သူတွေကိုတမင်တသက်ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဗိုလ်မှူးကြီးစောကလယ်တို့ကပြောပါတယ်။ဒါပြင်စစ်ကောင်စီရဲ့အပြစ်ရက်စဲရေးဆိုတာဟာမြေပြင်မှာစစ်ရေးမလှုပ်ရှားနိုင်တဲ့ခြေလင်းတက်တွေပဲစစ်ရေးရက်စဲပြီးလှုပ်ရှားနိုင်တဲ့လေရင်ပြန်ကတော့မရက်စဲဘူးလို့အတိတ်ပဲတက်ရောက်သွားကြောင်းဗိုလ်မှူးကြီးစောကလယ်တို့ကရှုမြင်ထားပါတယ်။ KNU ဖပုံခရိုင်တပ်မ9နယ်မြေထဲမှာပြီးခဲ့တဲ့ Master ကုံပိုင်းကစစ်ကောင်စီတပ်နဲ့ KNL တပ်တို့ကြားနှစ်ဖက်စစ်ရဲတိုက်ပွဲတွေဖြစ်ပွားတာသိရှိပေမဲ့စစ်ကောင်စီတပ်ကဖပုံခရိုင်တွေကကြံရှိနေတဲ့သူတို့စခန်းတွေကိုလက်နက်ခဲယံရိတ်ခါတွေလာရောက်ပို့ဆောင်ထားတယ်လို့လည်းသိရပါဗျ။